အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိုင်သက်တဲ့အားလုံးမင်္ဂလာပါ ဥရောပချန်ပီယံလိပွဲစဉ်ကိုကျွန်တော်တို့အခုလက်ရှိပေါ်လေဘရူးနေမှာနောက်ထပ်ပွဲကောင်းတွေရှိတယ်ဆိုတော့အင်ကာနေမှာလည်းပွဲကြီးပွဲကောင်းတွေရှိတယ်ဘရူးနေမှာလည်းပွဲကြီးပွဲကောင်းတွေရှိတယ်ထို့ပြင်ဘရူးနေမှာကျွန်တော်တို့ heavyweight clash ပွဲတွေရှိတဲ့အချိန်မှာအခုအာဆင်နဲ့ Bayern Munich ဇာထိတ်ကရှုံးပွဲမရှိသေးပွဲမရှိဇက်တိုက်နိုင်ထားတဲ့ Bayern Munich နဲ့ Arsenal တို့ထိတ်တိုက်ပွဲရှိမယ်နောက် Paris Saint-Germain နဲ့ Tottenham Hotspur Super Cup မှာတွေ့ထားသလိုလက်ရှိ Europa League Champion Tottenham နဲ့ Champions League Champion PSG တို့ရဲ့ Super Cup မကြေပွဲအပြင်အောင်မြင်ဆုံး Real Madrid က Olympiaco ကိုအဝေးခွင့်ကံမဲ့ပွဲနဲ့ Inter Milan Atletico Madrid နဲ့ပွဲကြီးပွဲကောင်းတွေအများကြီးရှိတယ်။ဆိုတော့ဒီပွဲနဲ့ဒီပွဲစိတ်ဝင်စားစရာကောင်းလာတယ်။ဥပမာဆိုရင်စတိုက်နိုင်ထားတဲ့က Arsenal တို့ Bayern တို့ Inter Milan တို့အသင်းတွေဟာပွဲစဉ်ကနိုင်လိုက်ရင်ကျွန်တော်ထင်တော့၅ပွဲနိုင်ရင်သူတို့15မတ်ဆိုရင်သူတို့ရှုံးထွက်16သင်းကို Automatic တက်ဖို့တရားတော့ရှိပြီ။ဒါအပြင်မှာဇယားထိတ်က10သင်းနဲ့ပါရင်အပူစုချင်းဝင်2သန်းအပြင်ပွဲတိုင်းနိုင်တဲ့ဘော honesty ရောခံစားခွင့်တွေအများကြီးရမယ်။ဆိုအဆင့်တိုင်းအဆင့်တိုင်းမှာအခုကျွန်တော်ပွဲကြီးပွဲကောင်းအစောပိုင်းပွဲမှာ Copenhagen နဲ့ Cairo ပွဲရှိတယ်။ တိတ်ဆိတ်ဝစားကြောင်းတာတော့မဟုတ်ဘူးဒါပေမဲ့ဒီနှစ်သိန်းလုံးကအဆင့်24တင်ဝင်ဖို့ကြိုးပမ်းမှာဖြစ်တယ်သူတို့ကတော့ည7:25မှာကံမှာဖြစ်ပြီးတော့အဲ့နောက်ပိုင်းမှာ Perfect နဲ့ Monaco ရဲ့ပွဲရှိတယ် Monaco လည်းဒါဒီ Champion League မှာအရန်ကြီးအလုံးမဖြစ်သေးတဲ့အသင်းဖြစ်ပြီးတော့သူတို့လည်း interesting ဖြစ်တဲ့အထက်မှာပါတယ်အဲ့နောက်မှာ Arsenal အသင်းက Bayern Munich အသင်းနဲ့ကံရမယ်မြန်မာစံတော်ချိန်နှစ်ခွဲ UK မှာည7:00နာရီကံမှာဖြစ်ပြီးတော့ Mikel Arteta ရဲ့ Arsenal နဲ့ Bayern Munich ရဲ့ Vincent Kompany တို့ထိပ်တိုက်တွေ့မယ်ဒီနှစ်သိန်းကဒီဘက် recent ်သီးမှာကျွန်တော်ပြီးခဲ့တဲ့တနစ်ကျော်တုန်းကဘိုင်ယန်နဲ့အာဆင်တွေ့ထားတယ်။အာဆင်ရဲ့အမ်ရိကွဲမှာတူတူတည်ကြပြီးတော့ဘိုင်ယန်ကအင်ကွဲမှာခင်မစ်ကဲကိုးနေနိုင်ပြီးတော့ဆီမီဖိုင်နယ်တက်ထားတယ်။ဆိုတော့ဂူဒလောဆန်မှာအာဆင်ကလည်း ကာဘရီယယ်မပါတဲ့အချိန်နေဘိုင်မြူးနစ်အသင်းမှာလည်းလူးစ်ဒီယက်ကသုံးပွဲပေးခံထားရတယ်ဆိုတော့နှစ်သင်းစလုံးကယုံကြည်မှုအပြည့်အထူးသဖြင့်ချန်ပီယံလိမှာနှစ်သင်းလုံးတော်တော်လေးငြိမ့်တယ်ဘိုင်ယန်ကအခုလောလောဆယ်မှာသူတို့ဖုံတော်တော်လေးကောင်းလို့အာဆင်နယ်ကချန်ပီယံလိမှာတသင်းတည်းသောပေးကူမရှိကစားထားတဲ့အသင်းအဲ့တော့ကြည်ကြပြီသူတို့ defensive ဘလောက် strong ဖြစ်လဲဘလောက်ထိကျစ်လင်လဲဆိုတဲ့အချက်တွေ့ရနိုင်တယ်ထိုက်ကိန်းဖြစ်တဲ့အပြန်လန်ဘိုင်မြူနစ်ကအာဆယ်ကိုအမြဲတမ်းအသာစီးကြတယ်အာဆယ်ကဘိုင်ယန်ကိုမက်ဆယ်အိုဇီလိုခေတုံးကလည်းနိုင်ခဲ့ဘူးပဲတက ကယ်ကို tough game ဖြစ်တယ်သူတို့ကိုယ်တိုင်လည်းဘိုင်ဟာသူတို့ကခက်ခဲတဲ့ပြိုင်ဘက်ဆိုတော့ Arsenal နဲ့ Mikel Arteta တို့က test game ဒီပွဲပြီးလို့ရှင် Arsenal က Chelsea နဲ့ Stamford Bridge မှာအဝေးခွင့်ခံရမယ်ဆိုတော့လောလောဆယ်နေထားရ Mikel Arteta နဲ့ Vincent Kompany တို့ထိတ်တိုက်ပွဲက America တကယ်ကိုစိတ်ဝင်စားစရာ50-50 game ထက် Asian ဆိုတော့ Arsenal ကတော့55-45လောက်ဖြစ်နိုင်တယ်ဒါပေမဲ့ဘိုင်ယန်ရဲ့အတွေ့အကြုံလက်ရှိနေထား Hurricane on fire အပါဝင်ကစားမရ Luis Diaz မပါတဲ့တစ်ချက်ကဘိုင်ယန်အတွက်နည်းနည်းလေးတော့အားနေမယ်အထူးသဖြင့်အဲ့ဘဲတောင်ပန်က DS 3ပွဲ ပေးတာကဘိုင်ရဲ့အတွက်ထိုးနှက်ချက်ထိုက်ကိန်းဖြစ်မယ်နောက်ထပ်ပွဲကအင်တာမီလန်အသင်းကအက်တလက်တီကိုမက်ဒရစ်ကိုအဝေးခွင့်ကမ်းမယ်ဒီကိုကလည်းကျွန်တော်တို့လက်ရှိပြိုင်ပွဲရဆိုရင်ကျွန်တော်တို့အရန်ကောင်းတဲ့အသင်းလို့ပြောဖို့ခက်တယ်ဒီနေ့ရသည်မှာအက်တလက်တီကိုမက်ဒရစ်က၄ပွဲကစား၂ပွဲနိုင်၂ပွဲရှုံး သူလည်းဝက်တန်မငြိမ်ဘူးအမေရိကကိုလာပြီးတော့ရှုံးတယ်လီဗာပူးရဲ့အမ်ဖီကွင်းကိုလာတယ်ဒါပေမဲ့သူတို့အိမ်ကွင်းမှာတော့နှစ်ပွဲဆက်တိုက်နိုင်ထားတယ်ဆိုတော့ဒီနေရာမှာအတလက်တီကိုမတ်တွစ်တဲ့ကံမဲ့အသင်းပေါ့လေဒါဒီအသင်းကအင်တာမီလန်အင်တာမီလန်ကပုံမှန်အဖြစ်တော်တော်လေးကောင်းတဲ့အသင်းဖြစ်တယ်အထူးသဖြင့်ခရစ်ရှန်ချီဘူးလက်ထက်မှာဖြည်းဖြည်းချင်းနဲ့ဆီမျိုနီအင်ဇာဂီလက်ထက်ကအသင်းလိုပဲပူပူပြီးကောင်းလာတယ်ဒီချက်ကအတလက်တီကိုမတ်တွစ်ကိုအင်တာမီလန်ကကောင်းကောင်းဒုက္ခပေးနိုင်တယ်အတလက်တီကိုမတ်တွစ်မှာအန်ဒရီဆာလိုရှိတယ်ကူလီယန်အေဗာရှိတယ် ိုက်ဂိမ်းဖြစ်အောင်ပါပဲဒီပွဲဟာအတ္တဂူမက်ဒရစ်အတွက်အိမ်ကွင်းဖြစ်ပေမဲ့အင်တာမီလန်ရဲ့မာကျုံမှုကြောင့်တကယ်ကိုဥတီတာကတေကိုဥတီနိုင်တယ်ဒါပေမဲ့ဒီကိုဆီမီယိုနီအနေနဲ့ချန်ပီယံလိမှာနောက်ဆက်တက်ချင်ဒီပွဲကနိုင်ကိုနိုင်ရမှာ ဆိုတော့ထိုင်ဂိမ်းဖြစ်မဲ့ Asian Athletico Madrid အပါစီအနေငယ်ရနိုင်မဲ့ပွဲမျိုးဖြစ်တယ်။အဲ့နောက်မှာ Itran Frankfurt နဲ့ Atlanta ကျွန်တော်တို့ Itran Frankfurt ချိန်မငင်းဘူး5-1 1-5 5-1ဒီလိုဖြစ်နေတဲ့အချိန်မှာ Atlanta ကလည်းအရင်တုန်းကဆိုရင်တော့တမျိုးသူတို့ကိုယ်တိုင်လည်းနီးပြအောင်တော့ထုတ်လိုက်ပြီးဆိုတော့တကယ်ကိုချိန်မငင်းတဲ့ပွဲရှိတယ်ဒါလည်းညနှစ်နာရီခွဲပြီးတော့မှ Liverpool က PSV Eindhoven ကျွန်တော်မြင်တော့ဒီပွဲက Liverpool အတွက် Champions League မှာသူတို့ကိုးမှတ်လဲရထားတယ်။နောက်တစ်ခုက Champions League မှာသူတို့ပွဲစဉ်နှစ်ပေါ်လေး Galatasaray ကိုရှုံးထားတာဆိုတော့ Liverpool အနေနဲ့ကျွန်တော်ထင် ဒီပွဲက ECC PSV Eindhoven ကဘယ်လိုပြောမလဲဆိုတော့လက်ရှိမှာ၄ပွဲမှာ၃ပွဲနိုင်၂ပွဲတည်၃ပွဲရှုံးထားတယ်ဆိုတော့သူတို့အသင်းလည်းအရင်ကြီးတော့မညံ့ဘူးဘာလို့ဆိုတော့သူတို့ကိုယ်တွင်းအားရပေးကိုရမစိုးလို့ပြောလို့ရပေမဲ့ကျွန်တော်မြင်တော့ Liverpool ရဲ့ Anfi ခွင့်မှာ PSV မလွယ်တော့ဘူးဒါ Liverpool အနေနဲ့တေချာပေါက် recover ပြန်ဖြစ်သူတို့၃ပွဲပဲရှုံးထားတဲ့အတွက်ဒီပွဲနိုင်တာနဲ့သူတို့လည်းနောက်မှာအခြေအနေကောင်းလာနိုင်တယ်အထူးသဖြင့် Arsenal ပွဲချက် Inter Milan ပွဲချက် ဘိုင်မြူနစ်ကလည်းပွဲချက်ဒီလိုအခြေအနေမှာသူတို့ကောင်းကောင်းအတုံးချမဲ့ပွဲဖြစ်တယ်အိမ်ကွဲမှာကပ်မဲ့ည၈နာရီမြန်မာစံတော်ချိန်နနက်တနအိခွဲမှာလီဗာပူးအတွက်၃မှတ်သိကြနိုင်မဲ့ပွဲမျိုးဖြစ်တယ်နောက်တစ်ပွဲကတော့ဒါရီယယ်မက်ဒရစ်နဲ့အိုလံပီယာကော့ကျွန်တော်အမြင်တော့အိုလံပီယာကော့ကလက်ရှိမှာတော်တော်ရုန်းကန်နေရတဲ့အထက်မှာပါတယ်ဒီသင်းလက်ရှိအနေထားရမက်ဒရစ်ကိုရှင်းနိုင်စာအကြောင်းရှိဘူးလီဘွဲကစား၂ပွဲတည်၂ပွဲရှုံးရီယယ်မက်ဒရစ်ကပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့လီဗာပူးကိုရှုံးသွားတယ်ဆိုတော့ရီယယ်မက်ဒရစ်အသင်းကိုပြောဖို့ခက်ပေမဲ့သူတို့တာမန်ပွဲတွေကတော့ ်ရယ်မက်ဒရစ်တပြဿနာမရှိလောက်ဘူး။အိုလံပီယာကဂရိမြန်မာမာကျောရင်တောင်မှခီလီယန်အမ်ပတ်ပေဗီနီရှက်ရူဒရီကိုမတ်စင်တူနိုအပါဝင်တစ်ဖက်ကအာတာကူလာနဲ့တကယ့် quality ကျွန်တော်ထင်တော့မက်ဒရစ်လုံးပြနိုင်လိမ့်မယ်။အိုလံပီယာကိုဟာအရင်ကဂရိကလပ်တွေကခြေစွမ်းကောင်းတယ်အိမ်ခွင့်အားကောင်းပေမဲ့ကျွန်တော်ထင်တော့နောက်တစ်ခုကမက်ဒရစ်ကကစားတတ်တယ်ဗျ။ ကျွန်တော်ပွဲကြီးတွေမှာရင်းမတွေ့နဲ့အလွန်ဆိုကိုကျွန်တော်အသိအားရခြင်းမှာရမယ်။ဒါပေမဲ့တောင်းတောင်းအလေလက်အသေးနေအသေးငယ်တွေကြိုင်မတွေ့ကကောင်းကောင်းကစားတက်တယ်။တို့ရဲ့ Champion League အတွေ့အကြုံတို့လှုပ်အားနေကျွန်တော်ထင်တော့ဒီပွဲ AC ဖြစ်အောင်မယ်။နောက် Sporting Lisbon နဲ့ Club Brugge Asian Sporting Tour တော့အိမ်ကွင်းဖြစ်တဲ့အတွက်ကြောင့်အားသာခြင်းနဲ့၃မှတ်အပြည့်ဒီနေရာမှာ Paris Saint-Germain နဲ့ Tottenham Spurs ကလည်းဒီပြိုင်ပွဲမှာရှုံးပွဲမရှိနှစ်ပွဲနိုင်နှစ်ပွဲသေး PSG က၄ပွဲမှာ၃ပွဲနိုင်တစ်ပွဲရှုံးသူတို့ရှုံးသွားတာကို Bayern ကိုရှုံးသွားတယ်။ဆို Bayern ကိုရှုံးလိုက်တဲ့ရှုံးပွဲက ျွန်တော် Paris Saint-Germain အတွက် reality check လို့တောင်ပြောစရာဖြစ်လာတယ်။နည်းနည်းလေး weak ဖြစ်နေလာပေါ့လေ။ Duwe ရော Dembele ရော quality player အချို့မပါရင် PSG အရင်လိုတိတ်မဟုတ်ဘူး။ဒါပေမဲ့ PSG still good performance မျိုးပြသထားတယ်။တယောက်ရော့နေတဲ့ Bayern ကိုသူတို့အနိုင်ကစားနိုင်တဲ့အချက်တစ်ချက်။ဒါပေမဲ့အခု Spurs thing ကိုကြည့်တဲ့အခါမှာ Spurs ရဲ့ Champions League campaign မှာရလဒ်တီတော့ကောင်းတယ်ဒါပေမဲ့အဲ့လာတွေကအင်ကွင်းရလက် သူတို့မိုနာကိုလည်းတော်တော်ကန်ကောင်းလို့တည်ကြတာဘိုဒိုကလစ်လည်းသူတို့ကန်ကောင်းလို့တည်ကြခဲ့တာအိမ်ကွင်းမှာသူတို့ကတ်နိုင်နေခက်ခက်ခဲခဲကစားရတဲ့အချက်တွေကြောင့်ကျွန်တော်ထင်တော့ Paris Saint-Germain အကွင်းမှာမလွယ်လောက်ဘူးနောက်တစ်ခုကဒီနှစ်သင်း Super Cup မှာတွေ့ထားတဲ့ကျွန်တော်ထင်တော့ Asian PSG အသင်း Louis Enrique အသင်းအမှတ်လူတွေသူတို့လေးဘွဲ့မှာကိုမရတဲ့ Spurs က၈မှတ်ရထားတယ်မလက်ရှိနေထားရတော့ Paris Saint-Germain ကိုကြော်ဖြတ်ပြီး Tottenham Hotspur နိုင်ဖို့အမတန်ခက်တယ်အထူးဖြင့်တကယ်လို့ PSG နည်းနည်းလေးလူဆုံးလာပြီဆိုတော့ねသူတို့ကလည်းဒီအာဒီမှာတော်တော်ဒဏ်ရာများတယ်အထူးဖြင့်တိုက်စစ်ပိုင်း ိုင်းမှာဒူဝေရဲ့ဗိုင်းရပ်စ်ကဲလီရဲ့ဘာကိုလာရဲ့ Ramos ကပြီးတော့မှ Dembele ပေါ့ quality တွေအများကြီးရှိပေမဲ့သူတို့အရန်တွေတုံးတုံးနေရတဲ့အချက်ပဲ။ tight game ဖြစ်တဲ့နောက်ထပ်ကြီးကောင်းမဲ့ပွဲဖြစ်တယ်။ဒါကတော့ Europa Champions League ရဲ့ Bordeaux နဲ့ပွဲပေါ့လေ။စောပိုင်းပွဲက Copenhagen နဲ့ Kyrat ပြီးတော့မှ Passport နဲ့ Monaco ပြီးတော့မှပွဲကြီးပွဲကောင်း Big Clash က Arsenal နဲ့ Bayern Munich နဲ့ Atletico Madrid နဲ့ Inter Paris Saint-Germain က Tottenham နဲ့ပြီးတော့မှနောက်ထပ်အနေနဲ့ Liverpool က PSV Real Madrid က Olympiacos နဲ့ပွဲကြီးပွဲကောင်းတွေကိုကြည့်မှာပေါ့လေ။ဘယ်သူနိုင်ရမယ်လို့ထင်ကြလဲ။ ကိုမမဝင်ရောက်မှတ်ချက်ပေးကြပါအားလုံးကျေးဇူးပါတယ်